ထမအောင်ဆုံးကျွန်တော်ဝမ်းကျင်းအရင်စပြမယ်เนาะဝမ်းကျင်းကဘယ်လိုမျိုးဝမ်းကျင်းစပြမလဲဆိုရင်ကျွန်တော်ဒီမှာ186ပေါင်းမှာ186ပေါင်းလေဒါဒီကျွန်တော်9တုံညာဝမ်းကျင်းရတယ်เนาะ186ပေါင်းတော့9ရတယ်9တုံညာဝမ်းကျင်းနေရဒါတုံညာတစ်လုံးစာညိတခါဒီမှာဆိုရင်တုံညာ4တုံညာပေါင်းတော့4ရတယ်เนาะ အဲ့ဒီမှာ၄၉ဝန်းကျင်ရတယ်၄၉ဝန်းကျင်တွေက၉ညီတယ်ဗောနော်၉ညီတယ်ဒါဆိုတော့ဒီမှာကျတော့၄၅လုံးပေါင်းတော့200တယ်နော်200နဲ့ခွန်ဝန်းကျင်နဲ့ခွန်ဝန်းကျင်တွေက2ညီတယ်ဗောနော်2ညီတယ်ဟောဒီမှာဆိုရင်3ည8နှစ်ဆိုတော့ဒါ3ညရတယ်နော်3ည5ဝန်းကျင်ရတယ်ဗောနော်3ည5ဝန်းကျင်ရတယ်အဲ့တော့ဝန်းကျင် site စာရပြီဗောနော်3ည5ဝန်းကျင်ရပြီတော့ နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအပိတ်ပေါ့နော်အပိတ်တစ်ခုပြရမယ်နော်အပိတ်တစ်ခုပြရမယ်အပိတ်ကဘယ်လိုမျိုးသွားလဲပေါ့ sorry ပိတ်ကကြတော့ပိတ်ကအစိမ့်လေးနဲ့သွားအောင်ပေါ့နော်ပိတ်ကကြတော့ဘယ်မှောက်ဆုံးနေကျွန်တော်တို့ဒီမှာ ြီးမှာပေါ့နော်ဒီ9ရေဒီ9 3ရေပေါ့နော်9ရေ9 3ရေပေါ့နော်9 9 3ပေါ့ညင်ကကျွန်တော်တို့3ဆိုပြီးရတယ်နော်3ဆိုပြီးရ3ဆိုပြီးရတဲ့ခါကျတော့ဒီမှာဒီခွန်6 3ညင်ပေါ့ညင်က3ဆိုပြီးဖြစ်မှာပေါ့နော်ဒီခွန်6 3ညင်ပေါ့ညင်က3ဆိုပြီးဖြစ်မှာနော်တခါကျွန်တော်ဒီမှာ၄ရေဒီက၅6ရေပေါ့၄၅6ပေါ့ညင်က9ရရတယ်နော် ထားရတဲ့ခါကျတော့ဒီမှာ၅ဖြစ်6ရဲ့3ညရဲ့9ရဲ့5ဖြစ်မယ်နော်6 3ည9ဝ5ဖြစ်မယ်အဲ့တော့နောက်တစ်ခါကျွန်တော်တို့ဒီမှာဒီခွန်ရဲ့ဒီက6ရဲ့ပေါ့ခွန်6 6ခွန်6ပေါင်းခြင်းကဒါခွန်ရမယ်နော်ခွန်ရခွန်ဆိုတော့ကျွန်တော်ဒီမှာခွန်ဖြစ်ရမယ်နော်ခွန်ဖြစ်ဖို့အတွက်ဆိုရင်3ညရဲ့3ရဲ့4ရဲ့နော် ်3ရက်3ပေါင်းကြီးဟာခွန်ဖြစ်သွားတယ်နော်3ရက်ရဲ့3ရက်4ရက်နော်အဲ့3လုံးပေါင်းတာ3ရက်3ပေါင်းကြီးခွန်ဖြစ်သွားပြီကဲဟုတ်ပြီအဲ့တော့နောက်ထပ်ကျွန်တော်ဒီမှာ6ရက်4ရက်6ရက်8ရက်ဒီ4 6ရက်8 4 6ပေါင်းကြီးဟာကျွန်တော်8ဆိုပြီးရတာဒါဆို8ဖြစ်ရ8ဖြစ်ဖို့တော့ဆိုရင်တဲ့ကျွန်တော်တို့ဒီမှာ3ရက်2ရက်3ရက်ပေါင်းပါနော်3ရက်2ရက်3ရက် ၃ရက်ပေါင်းပါကျွန်တော်တို့ရှစ်ဖြစ်မယ်နော်ဒီရှစ်ဖြစ်မယ်ပေါ့နော်ဒါဆိုရင်၃အပိတ်ဆိုရရ၃အပိတ်ဆိုရရတယ်ပေါ့နော်အဲ့တော့ခုနကတော့ကျွန်တော်တို့ညနေရဟိုနှစ်ပင် site ဟွာလေးလည်းရှိတယ်ပေါ့နော်နှစ်ပင် site ကကျွန်တော်တို့ဒီမှာမနေ့ကဆိုရင်ဒီရှစ်ခွန်ဒီလုံးပေါင်းရင်ငါဒီလုံးပေါင်းရင်ငါဒီလုံးပေါင်းရင်ဒီမှာငါဆိုတဲ့အချက်ကတော့ပြီးသွားတယ်ဗောနော်၃ဆိုရင်ပြီးသွားတယ် ဒါပေမဲ့ဒီလိုသုံးလုံးပေါင်းခြင်းလေးပေးမသွားဘူးเนาะအဲ့လေးပေးမသွားဘူးလေးမအဲ့လေးပေးမသွားဘူးเนาะအဲ့တော့ဒီမှာကျတော့၄သုံးပုံပဲနဲ့၄၃ဖြစ်သွားတယ်ဗောနော်အဲ့အပေးမသွားဘူးဆိုတော့ကျတော့ဒီမှာနှစ်ထည့်လိုက်ဗောနော်နှစ်ထည့်လိုက်ရင်ကျတော့ဒီမှာတစ်ချက်ရှိတယ်ဘာလဲဆိုတော့မနေ့ကကျတော့ပြခဲ့တာဗောနော်ဒီ၁၃ညရဲ့၆ရဲ့ပေါင်းရင်ခွန်ပြရမယ်၄သုံးညရဲ့၃ရဲ့ပေါင်းခွန်ပြရ၃ညနှစ်ရဲ့ကျတော့ညရဲ့၅ရဲ့ပေါင်းပါခွန်ပြမယ်ဗောနော်အဲ့တစ်ချက်ရှိတယ် ။တခါဒီခွန်ရဲ6ရဲ့ပေါင်းလို့3 4ရဲ့9ရဲ့ပေါင်းလို့3 8ရဲ့9ရဲ့ပေါင်းလို့3ဆိုဆိုတာမျိုးပြခဲ့တယ်ပေါ့နော်။အဲအဲ့ဒါမျိုးရင်နောက်တစ်ခုကဒီဒီနှလုံးပေါင်းဒီဟော1ဆိုရင်ဒီဟော6ထွက်တယ်ပေါ့နော်။4ဆိုရင်ဒီက9ထွက်တယ်ပေါ့နော်။ဒီမှာ၃ညဆိုရင်ဒါဒီ၅ထွက်ရမှာเนาะအဲ့ဒါမျိုးရှိတယ်เนาะအဲ့အဲ့ကောင်လည်းရှိတယ်နောက်တစ်ခုခါကြတော့ကြတော့ဘယ်လိုမျိုးလဲပေါ့เนาะ နောက်တစ်ခုကကျတော့ဘယ်လိုမျိုးတွေ့တာလဲဆိုရင်ကျွန်တော်ဒီမှာအပြာလေးနဲ့ပြအောင်နော်ဒီနှလုံးပေါင်းခြင်းသူက3ဖြစ်တယ်ဒီနှလုံးပေါင်းခြင်းလည်း3ဖြစ်တယ်ဒါဆိုဒီနှလုံးပေါင်းခြင်းကျွန်တော်3ဖြစ်မယ်ဆိုရင်1ထိပ်ရှိမှာပေါ့နော်အဲ့တော့ဒီမှာမနက်ကပြရတဲ့အထင်မှာအဲဆိုင်ရမနက်က3 5ဆိုပြတာတော်တော်လေးဒီမှာ5ထိပ်5ထိပ်5အပိတ်1ထိပ်ပေါ့နော်အဲ့ရရအဲ့တော့ကျွန်တော်တို့ခုနကတော့ချင်းရကြတော့ပါရှိလဲဆိုရင် ချိန်ရ3ည5ဝန်းကျင်ရှိတယ်เนาะ3ည5ဝန်းကျင်ရှိတယ်အပိတ်ကကြတော့ပိတ်ကကြတော့3ပိတ်ရှိတယ်အခုဒီ5ပိတ်ရှိတယ်ပေါ့เนาะပိတ်ကဒီ5ပိတ်ရှိတယ်3 5ပိတ်ရှိတယ်အဲ့တော့ထိတ်ကကြတော့ကျွန်တော်တို့5ထိတ်ရှိမယ်တစ်ထိတ်ရှိတယ်เนาะတစ်ထိတ်ရှိမယ်5ထိတ်ရှိမယ်တစ်ထိတ်ရှိမယ်เนาะအဲ့တော့တွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ3ည5ဝန်းကျင်ကို3 5ပိတ်နဲ့တွဲမယ်ဆိုရင်3ည တုံညာတုံညာတုံးဒီလိုအတဲ့ပဲပြเนาะဒီဆိုတုံညာငါးဝန်းကြီးကိုအဲတုံညာတုံးเนาะပြီးတော့တုံညာငါးတုံညာငါးပိတ်နေတွေ့เนาะတင့်နေတွေ့မှာဆိုတင့်တုံးတင့်ငါးเนาะဒါပိတ်နေတွေ့ပြီးတော့ထိတ်ကတင့်ငါးထိတ်เนาะပြီးရကြတော့ ော့အပူးတွေလည်းထည့်မယ်ဘုနော့95လို့33တို့ထည့်မယ်နော်33ပြီးတော့ဟာနဲ့ပတ်သက်ရင်ကျွန်တော်တို့အား၃ညလည်းထည့်ရမှာနော်အား၃ညတော့95ပြီးပါပြီ33 93တော့93ဆိုရှိသေးတယ်အားထိုင်နေ3ပိတ်နေတော့93နော်ပြီးရခါကျတော့အဲအလုံးထိုးရင်တော့39ပဲထည့်ရမှာနော်39 39 93ဒါပဲပဲပေါ့နော်ဒီမှာဒါပါပဲ ုံညာ3ဒုံညာ5เนาะကျွန်တော်ထိတ်ကထိတ်က5တစ်ထိတ်အတစ်ထိတ်နဲ့ဒုံညာအပိတ်နဲ့တွဲမယ်ဆိုရင်ဒုံညာပိတ်နဲ့ဆို5ဒုံညာ5ဟို30ဆိုကြမ်းပေါ့နော်30 30ကြမ်းပဲပေါ့နော်30ကြမ်းပဲအဲ့ဒါတွေပါပဲเนาะအဲ့ဒါတွေအဲ့ဒါတွေပဲထိုးပါမယ်เนาะအဲ့ဒီထဲမှာကျွန်တော်တို့ကြိုက်တဲ့အခွက်ကတော့ဒီအစိမ်းနဲ့ပြပါเนาะကြိုက်တဲ့အခွက်တွေကတော့ဒီဝါပေါ့ ဒီ395တို့เนาะ95တို့ပြောကြတော့90တို့93တို့เนาะအဲ့ဒါတွေခြိုက်တယ်เนาะ393တို့เนาะ393တို့အဲ့ဒီ၄ခွက်တစ်ခွက်နဲ့ခွက်၅ခွက်ခြိုက်တယ်ဗျเนาะကျန်တာကတော့အရင်လောက်ပဲထိုးလိုက်ပါခေအားလုံးပဲကန်ကောင်းကြပါစေ